မင်္ဂလာပါဒီတစ်ခေါက်တော့ဆရာကလူလက်ပိုင်းအရွယ်နဲ့မပျော်ရွှင်ရခြင်းပြဿနာဆိုတဲ့အစာအုပ်ကလေးဖတ်ပြီးတော့ပြောပြမှာဖြစ်ပါတယ်ဆိုတော့ဟိုလူငယ်တွေကတော့ဆရာကိုစိတ်ဆိုးမလားမသိဘူးလူလက်ပိုင်းဆိုတော့ကျွန်တော်တို့ကျမတို့မပါသေးဘူးပေါ့နော်ဆိုတော့ဆရာကတော့ဗာလေးစဉ်းစားတာလည်းဆိုတော့လူလက်ပိုင်းအရွယ်ကိုလူတိုင်းရောက်လာမှာ လက်ရှိရောက်နေတဲ့သူတွေရှိမယ်ပြီးတော့မရောက်သေးတဲ့သူတွေရှိမယ်အဲ့တော့ရောက်နေတဲ့သူတွေကလည်းလူလက်ပိုင်းအရွယ်မှာမပျော်ရွှင်ရတဲ့ပြဿနာဟာဘလို့ကြောင့်ဆိုတော့တွေ့ပြီးတော့ငါဘလို့ပြောအောင်နေမလဲပေါ့ဟုတ်ပြီမရောက်သေးတဲ့သူတွေကလည်းငါတို့သာလူလက်ပိုင်းအရွယ်ကိုရောက်လာရင်ဒီမှာ ပြောရတာလေးတွေကိုနားထောင်ပြီးတော့ငါဘလို့စောင်းရံနေရှောင်းရံနေကိုလိုက်နာမလဲဆိုတာလို့ဆရာကဝေငှကျင်တာပါအဲ့တော့ဆရာတို့လူတွေတော်တော်များများဟာငငယ်တုန်းက ပျော်ခဲ့ကြတယ်။ငငယ်တုန်းကပျော်သလိုမျိုးအရွယ်တစ်ခုရောက်လာတဲ့အခါမှာရှောက်တိတ်မပျော်ကြတော့ဘူး။မယုံရင်အဲလက်တလုံး20အစိတ်ဖြစ်နေတဲ့လူငယ်တွေကလေငငယ်တုန်းက9နှစ်6နှစ်9နှစ်10နှစ်ဘဝအပြည့်စင်စားကြီးပေါ့။ဆရာတို့လူလူလက်ပိုင်းတွေကလေ30ဖြစ်ပြီးတဲ့အချိန်မှာ20လောက်ကအရွယ်တွေကိုစင်စားကြီးပေါ့။အချို့ကအသက်အရွယ်ရလာတာနဲ့အမျှတိတ်မပျော်တော့ဘူးလို့ပညာရှင်တွေကဆိုပါတယ်။ဒါကြောင့်ကျွန်တော်ကြားမှုမှာပါအဆိုတော်စိုင်းဒီဇိုင်းရဲ့ ငငယ်တုန်းကခလေးလေးဘဝကိုတခါပြန်ပြီးရကျင်သေးတယ်ဆိုပြီးတော့တန်တားခဲ့တဲ့စာသားလေးကိုဆရာတတိယမိပါတယ်တခါပြန်ပြီး ကလေးဘဝဟာပေါ်ပါလွတ်လပ်မြူတူပျော်ရွှင်ခဲ့ရတဲ့ဘဝတွေနဲ့ပြည့်စုံခဲ့တယ်။အဲ့လိုနဲ့ကျွန်တော်တဖြည်းတဖြည်းတဖြည်းနဲ့အသက်အရွယ်ရလာပြီးတော့လူတော်တော်များများဟာတက်လက်ပိုင်းကိုရောက်လေရောက်လာတော့အရင်အားလောက်မပျော်တော့ဘူးလေ။အဲ့တော့ပြောပြောရှိရှိရမ်းတာမျိုးနဲလာတယ်နဲလာတယ်အလျောက်တဲ့ကျွန်တော်ပညာရှင်တွေကဘာပြောလဲဆိုတော့အတက်လက်ပိုင်းရောက်လာလေလေပျော်ရွှင်တာရော့ချလေလေလို့သူတို့တွေ့ရှိတယ်လို့အမိန့်ရှိပါတယ်ဗျ။ ဲ့တော့ဆရာပြန်ကြည့်ကြည့်ရယ်ပညာရှင်တွေဆိုတဲ့အတိုင်းမှာပဲတကယ်တမ်းတက်လက်ပိုင်းရောက်တဲ့အခါမှာအောင်မြင်တဲ့အလုပ်တွေလုပ်နေရပြီပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်နေရပြီအဲ့ဒီလူအခြေအနေဖြစ်နေရင်တောင်မှအဲ့ဒီလူတွေဟာမပျော်ရွှင်ကြဘူးပြဲ့အဲ့တော့ mid life crisis လို့လည်းပြောကြတယ်အသက်အရွယ်အလေအလက်ရတဲ့အခိုက်အတန့်မှာစိတ်ပိုင်းဆိုင်ရာအနောက်ရှဲလို့ဆရာမြန်မာမှုပြုခြင်းပါဆရာတို့လူတွေရဲ့အသက်ကိုကြည့်တဲ့အခါမှာ30 35 50 55ပတ်ချလေရောက်ပြီဆိုလို့ရှိရင်မကြည်နှက်တာတွေစိတ်ထဲမှာခံစားရတဲ့ပောက်ကွဲခြင်းနဲ့စိတ်တီးပြီးတော့စိတ်နှောက်ရှက်ဖြစ်တာတွေစိတ်အခန့်အသင်ဖြစ်တာတွေစိတ်မကြည်နှက်မှုတွေကိုကျွန်တော်တို့ကမကြခဏကြုံရတတ်ပါတယ်လူတစ်ယောက်ဟာသူ့ဘဝမှာတကယ်ရောဘဝကြီးရအတိတ်ရရှိရလား what is life ပေါ့ ဘာငါအသက်ရှင်ရတာဘာအတိတ်ပဲလဲဘဝဘာလဲဆိုပြီးတန်တရာဝင်လာပြီဆိုရင်ဒါဟာစိတ်ပိုင်းဆိုင်ရာကို စတင်နှောက်ရက်တဲ့အခြေအနေလို့ဆရာကပြောပြခြင်းပါတယ်အဲ့လိုပဲ midlife crisis ဟာ90 95ကျော်လာတဲ့အခါမှာတော့တဲ့အရှိန်ညွန့်သွားပါတယ်တချို့တွေဆိုရင်ねအသက်ကြီးလာလေလေပိုပျော်ရွှင်လာလေလေဖြစ်ရတယ်အဲ့တော့သူကဘာနဲ့တူလဲဆိုယူပုံစံတူတယ်ယူပုံစံဇောင်းငယ်ငယ်တုန်းကအရင်ပျော်တယ် အသက်အရွယ်ကြာလာတော့ပျော်ရွှင်မှုတွေကရောက်လာတယ်ရောက်လာတယ်ရောက်လာတယ်တက်လက်ပိုင်းလည်းရောက်ကိုပျော်ရွှင်မှုကယူပုံတယ်ဆိုတော့အောက်ခြေလေးနာရောက်လာပြီးတော့အဲ့တက်လက်ပိုင်းလည်းကြော်လဲကြော်လာရော50 55နောက်ပိုင်းကျတော့ဘဝကနေရပို့ပြီးတော့အရသာရှိလာတယ်ဆိုပြီးတော့ပျော်ရွှင်မှုမြင်ကွေးကိုယူပုံတန်ရှိတယ်ဆိုပြီးတော့ပြောကြပါတယ်ဒါကြောင့် happiness calf လို့ခေါ်တာပေါ့လေ you happiness calf အဲ့ယူပုံတန်ရှိတဲ့ happiness calf လေးကဒီ ကျတော်တို့ကန့်ဆိုလို့ပြောမယ်လှိုင်းပေါ့နော်အကွေးလေးဟာကျတော်တို့မျက်စိထဲမှာမြင်ကြည့်လို့ရပါတယ် mid life အရွယ်ကိုရောက်လာတဲ့အခါမှာကျတော်တို့လူသားတွေဟာဘဝကိုပြန်လှည့်ကြည့်ကြကြပါအခုလက်ရှိအနေအထားကကျင်းနှက်ဆရာဖြစ်နေရလားငငယ်တုန်းကစိတ်ကူးတွေနဲ့ရောဘဝဟာတသားကြရလားငါငငယ်တုန်းကမက်ခဲ့တဲ့အိမ်မက်တွေရောတကယ်ဖြစ်ခဲ့လားဆိုပြီးတော့အဲ့ဒီအတွေးတွေဝင်လာတတ်ပါအသက်ကြီးလာတာနဲ့အမြငါဟာအသက်တော်တော်ကြီးလာပါလားဆိုပြီးတော့တဖြည်းဖြည်းနဲ့ကြောက်တက်လာပါ ဟာအသက်ကြီးလာပြီးကြောက်စိတ်တွေဝင်လာတတ်တယ်။တချို့လူတွေကကြတော့ကျန်းမာရေးအခြေအနေကြောင့်ပိုးပြီးတော့စိတ်ညစ်လာကြတယ်။အချို့ကတော့ကိုယ်ခန္ဓာပြောင်းလဲလာ။ဥမာဆရာဆိုရင်ဘိုက်တွေထွက်လာပြီးအရင်တော့ပိတ်မေးပါးပါးလူပါအခုတော့ဘိုက်ရွှဲရွှဲဖြစ်လာတယ်။အဲ့ဒီမှာကိုယ်ခန္ဓာကိုယ်တော်ကိုမကြည်နဲ့တာမလိုချင်တာမျိုးတွေကြောင့်တဲ့စိတ်ညစ်လာပါလေ။မိမသားတွေဆိုရင်တော့ သူတို့ရဲ့ငွေဘဝအလှအပတွေပျောက်ကုန်တာပေါ့ငငယ်တုန်းကပိန်ပိန်ပပအသားအရည်တင်းတင်းရင်းရင်းဆူဆူပြည့်ပြည့်ရှိုက်ကြီးဖုန်ငယ်အတွေ့အတွေ့နဲ့လှနေတဲ့အမျိုးသမီးတယောက်ဟာအသက်အရွယ်တစ်ခုရောက်လဲရောက်လာရောမိမသားဘဝရဲ့ခန္ဓာကိုယ်ဟာငငယ်တုန်းကလိုမျိုးမရှိတော့ဘူးအသက်အရွယ်အရောက်ဝါလာတာရှိမယ်အရန်ပိန်သွားတာရှိမယ်မြက်တွင်းနေကြနေတာရှိမယ်စံကေတာတွေအရောင်ပြောင်းလာတာရှိမယ်အဲ့ဒီခါကျရင်စိတ်ပြက်သွားတတ်ကြပါတယ်စိတ်ကြပါတတ်ပါတယ် ဲ့တော့မှဘာဖြစ်လဲဆိုတော့အချို့လူတွေကတော့ဘယ်တော့မှသေမလဲမသိပါဘူးကွာဘဝကြီးကလည်းအလကားမှာဒီတိုင်းနေနေရတာဒိဗ္ဗေမရှိလိုက်တာဆိုရဲခံယူချက်တွေပါပေါ်လာပြီးတော့ဘဝကိုငီးငွေ့လာတတ်ကြပါလေတဲ့အဲ့တော့ဘာလို့ကြလဲကိုယ့်ရဲ့ identity တွေကိုယ့်ရဲ့ attitude တွေကိုပြောင်းပြီးတော့အသက်ဖြစ်ချင်တဲ့သူတွေဟာ mid life crisis မှာတွေ့ရပါတယ်တချို့ဆိုသပင်ပုံစံတွေပြောင်းလိုက်ဝတ်စားစီရင်မှုတွေပြောင်းလိုက်တယ်မော်တော်ကားစီးနေတဲ့ကားအမျိုးအစားတွေပြောင်းလိုက်တယ် အလုတ်အစ်စ်ကိုပြောင်းပလိုက်တယ်စီးပွားရေးအစ်စ်စလုတ်တယ်ချစ်သူအစ်စ်တွေတောင်းရှာလိုက်ကြသည်တယ်အဲ့တော့ဘာပြောလို့ရလဲဆိုရင်တော့ midlife crisis ကစိတ်ယောဂလို့နာမည်တက်ရလောက်တဲ့စိတ်ယောဂမျိုးတော့မဟုတ်ပါဘူးတဲ့သို့တော့လိုရာတဲ့ပိုတဲ့ midlife crisis ကိုဆရာတို့ဖြစ်လာပြီဆိုရင်တော့သက်ဆိုင်ရာကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ပြတာတင့်တယ်လို့အကြံပြုချင်ပါတယ်ဆရာ midlife crisis ကိုစိတ်ဝင်စားအဲ့လိုစိတ်ဝင်စားတာဖြစ်တဲ့ဇာယဆရာတယောက်ဖြစ်တဲ့ ဘသူလဲဆိုတော့ကနေဒါနိုင်ငံသားရေးတက်သူကနေဘွေရခဲ့တဲ့ပုဂ္ဂိုလ်တင့်တန့်လို့နေရာမျိုးတွေမှာထင်ရှားတဲ့ပုဂ္ဂိုလ်ဂျွန်နသန်ရော့ခ်လို့ခေါ်တဲ့စာရေးဆရာရဲ့စာအုပ်လေးတုပ်ကိုဆရာဖတ်ရင်လည်းအခုပြန်ပြောပြနေတာပါစာအုပ်နာမည်ကတော့ The Happiness Calf Poly အဲ့တော့ဒီစာအုပ်ကိုဆရာဘယ်ကဖတ်ကလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲရွှေနှုတ်ကဲ့ app ထဲရဆရာဖတ်ကြတာပါရှင်တို့ app ကို download လုပ်လိုက်လို့ရှိရင်ဆရာတို့အခမဲ့ဖတ်လို့ရတယ်စာအုပ်၁၀အုပ်ရှိတယ်အဲ့၁၀အုပ်အပြင်ကိုက member ဝင်လိုက်မယ်၃လစာတော့၎င်း၆လစာတော့၎င်း တနှစ်စာတော့လကောင်းဝင်လိုက်မယ်ဆိုရင်တော့ရွှေနှုတ်မှာရှိတဲ့စာအုပ်ပေါင်း900ကျော်600နီးပါးကိုကျွန်တော်တို့မြန်မာလိုအတန်ဖိုင်နေနဲ့ဖတ်လို့ရပါတယ်နားထောင်လို့ရပါတယ်အနစ်ချုပ်လည်းရှိသလိုအစအဆုံးတွေလည်းစီစဉ်ပေးထားတာကိုတွေ့ရတယ်ဟိုဆရာနဲ့ဒီ application နဲ့ကနေဖတ်ပြီးတော့ဒါလေးကိုဆရာပြောတာဖြစ်ပါတယ်စာရေးသူကိုရိုင်ကလည်းလေ midlife crisis ကိုခံစားခဲ့ရတယ်အဲဒီ Jonathan Rod ကိုရိုင်ခံစားခဲ့ရတဲ့အတွက်သူ့ဘဝမှာ ကြီးကျူးမှုတွေအများကြီးရခဲ့တာကိုကြုံမှုတွေပြီးတော့ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေရခဲ့တယ်ရေးသက်ကတူက professor กว่าသင်တန်းမှာပါတဲ့ member กว่าအဲ့တော့သူ့အောင်မြင်မှုရအကြီးပဲဒါပေမဲ့လေတက်လက်ပိုင်းအရွယ်ကိုရောက်တဲ့အခါမှာစိတ်တက်ထိုးကျသွားပြီးတော့ဘဝဟာအတိတ်ပဲမရှိတယ်လို့စတင်ခံစားလာရတယ်လို့ဆိုပါတယ် ဲတော့ तू ဘာလုပ်လဲဘာကြောင့်မပျော်ရွှင်ရတာလဲဆိုတော့ကိုသူတည်တနာဒီလုပ်ရင်းနဲ့ခုနဆရာပြောတဲ့ယူပုံတန်ရှိတဲ့ happiness curve ကို तू တွေ့သွားပါအဲ့ဒီသဘောတရားကတော့လူသားရဲ့ပျော်ရွှင်မှုဟာအသက်အရွယ်ပေါ်ကိုမူတည်ပြီးတော့ယူပုံစံမြင်ကွေးအတိုင်းအတက်အကျရှိတာကိုဆရာတို့တွေ့ရပါတယ်။အဲ့တော့လူတယောက်ရဲ့အသက်ငယ်ပိုင်းမှာပျော်ရွှင်မှုဟာအမြင့်ဆုံးဖြစ်ပြီးတော့တပြေးပြေးကျလာယူဆိုတော့ဒီလိုကြီးလေ။ အဲ့တော့ကြာလာတော့ယူကအတန်းငယ်ဆုံးပိုင်းမှာအပျော်ရွှင်ဆုံးပဲတပြည့်ပြည့်အတန်းရွယ်ရလာတယ်များအောက်ကိုကြာ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 လာတယ်အတန်းလက်ပိုင်းလည်းရောက်လဲကိုဟိုးအောင်မှရှိသွားပြီးတော့မှအဲ့တန်းလက်ပိုင်းကိုရှာလို့ကြော်သွားမှသာလေအဲ့ဒီဂရီတွေကတပြည့်ပြည့်ပြန်တက်ပြီးတော့တက်ကြီးပိုင်းရောက်တဲ့အခါမှာတော့ပျော်ရွှင်မှုဟာတပြည့်ပြည့်နဲ့ပြန်မြင့်တက်လာတယ်ဆိုပြီးတော့ဆိုပါတယ် ် happiness cave ကတော့နိုင်ငံတနိုင်ငံလူမျိုးတစ်မျိုးချင်းနဲ့မတူဘူးဆိုပြီးတော့လေစာရေးဆရာကပြောပါတယ်သူကသူဒေသနာလုပ်ထားတာဟုနေရာဒေသတစ်ခုနဲ့လူနေမှုအဆင့်တန်းတွေကျမ်းမာရေးဆော့ရှော့မှုတွေအဲ့လိုခံရတဲ့ပုံစံကွဲပြားခြားနားတာနဲ့အမျှဆရာတို့ရဲ့လူတွေရဲ့ပြင်းပြတက်တန်းတွေကလည်းကွာခြားသွားပါတယ်အဲ့လိုပါပဲ mid life crisis ကိုစတင်ခံစားရတဲ့အရွယ်ရလည်းမတူပါဘူးတဲ့ စီဝိုင်းပညာရှင်လေ့လာတဲ့သူတေသနနှစ်ဦးပေါ့နော်စီဝိုင်းပညာရှင်နှစ်ဦးကလေ့လာပြီးတော့သူတေသနပြုလာတာကိုဆရာတို့တွေ့ရပါတယ်အဲဒီစီဝိုင်းပညာရှင်နှစ်ဦးကတော့တဲ့သူတို့ကကိန်းကနန်းနေအရာပျော်ရွှင်မှုရဲ့အလှည့်အပြောင်း turning point of happiness ဟာနိုင်ငံပေါ်ကို လိုက်ပြီးတော့ပြောင်းလဲပါတယ်ပျော်ရွှင်မှုအဆင့်မြင့်တဲ့နိုင်ငံကပြည်သူတွေရဲ့ turning point of happiness ဟာအသက်59နှစ်လောက်မှပြန်ပြဖြစ်နေတတ်ပါတယ် ်ပျော်ရွှင်မှုအစင်းနှိမ့်တဲ့တိုင်းပြည်ကသူတွေကတော့62နှစ်လောက်မှ အလဲအပြောင်းဖြစ်တာကိုတွေ့ရပါတဲ့အဲ့တော့နိုင်ငံတနိုင်ငံ လူမျိုးတစ်မျိုးအဲ့ဒီနိုင်ငံရဲ့တိုင်းပြည်ရဲ့တိုးတက်မှုဖွံ့ဖြိုးမှု စေဝါကူတမှုတွေဟာအများကြီးလူတွေကိုလွှမ်းမိုးရဲလို့ဆိုပါတယ် midlife crisis ကို လူတိုင်းမကြုံရဘူးလို့ဆိုနိုင်ပေမဲ့လူတော်တော်များများကတော့တက်လက်ပိုင်းအရွယ်မှာပျော်ရွှင်မှုရဖို့ပိုခက်ခဲလာတယ်ဆိုတာကိုလည်းသူတည်တနာက ဖော်ပြပါတယ် ဇိုင်းစီယာရှာဖွေခဲ့တဲ့ယူပုံတန် happiness cup ပေါ့နော် happiness cup လေးရတော့တဲ့လူတိုင်းအတွက်မဟုတ်ရင်တော့မလူအတော်များများအတွက်တော့99%မှန်ကန်မှုရှိနေတယ်လို့ပြောပါတယ် ဒါဆိုရင် midlife crisis ဖြစ်ပေါ်လာပြီးရင်ကွယ်ပြောက်တဲ့သဘောရှိတာပေါ့ဆိုရဲမေးခွန်းကိုလည်းစာရေးဆရာဖော်ပြသယူပုံစံဆိုတော့ဒီအောက်ခြေလေးမှာ midlife crisis မှာစိတ်ညစ်တယ်မပျော်တော့ဘူးဆိုရင်အပေါ်ပြန်တက်မယ်ဆိုရင် midlife crisis ကပျောက်သွားတယ်လားပြောတာပေါ့အဲစာရေးဆရာကလူတော်တော်များများစီးပွားရေးကောင်းလာပြီး ငွေငွေတွေတောင့်တင်းလာပြီးအဲ့ခါကျရင်ပျော်ရွှင်မယ်လို့ထင်ကြတယ်ခေတ်စကားနဲ့ပြောမယ်ဆိုတော့ရေရှမ်းလေးလေးပူပျော်လေးလေးပေါ့ဒီဒါပေမဲ့အဲ့ဟာ theory လို့ထင်နေကြပြီမယ်တကယ်တော့ပြည့်စုံလုံလောက်တဲ့အမှန်တရားတစ်ခုတော့မဟုတ်ပါဘူးတဲ့ဒါကြောင့်သူတည်တနာလှုပ်ထားတဲ့ပုံကိုယ်တွေကဘာပြောလဲဆိုတော့ပျော်ရွှင်မှုကိုလွှမ်းမိုးတဲ့အချက်6ချက်ရှိပါတဲ့အဲ့ဒီ6ချက်ကတော့လူအတိုင်းအဝိုင်းရဲ့ထောက်ပံ့ပေးတာစေတနာတရားကောင်းတာယုံကြည်မှုရှိတာ လွတ်လပ်မှုရှိတာဝင်ငွေတွေဝေကြီးစည်းစင်းမှုကလည်းစင်ပြေနေတာပြီးတော့ကျန်းမာတဲ့တက်တန်းရှိတာလို့ပြောပါတယ်နံပါတ်9နဲ့နံပါတ်6ဖြစ်တဲ့ငွေကြီးစည်းစင်းမှုတွေကျန်းမာတဲ့တက်တန်းရှိမှုတွေဟာဖယ်လိုက်မယ်ဆိုရင်ကျန်တဲ့၄ချက်ကိုကြည့်လိုက်ပါဘာနဲ့ပတ်သက်လဲဆိုတော့လူမှုဆက်ဆံရေးနဲ့ပဲဓာတ်ရိုက်ပတ်သက်နေတာကိုတွေ့ရတယ်ဒီ၄ချက်ဟာတကယ်တော့ communication ပါပဲ society နဲ့ဘယ်လောက်လူမှုဆက်ဆံရေးကောင်းအောင်လုပ်နိုင်တယ်လဲဆိုတာကိုတွေ့ရပါတယ် ဲ့တော့ဆိုင်းဆရာကပီရူးနိုင်ငံကပြည်သူတွေကိုလေ့လာကြည့်တဲ့ပီရူးနိုင်ငံကပြည်သူတွေကိုလေ့လာတဲ့အခါမှာစီးပွားရေးတိုးတက်လာပြီမဲ့သူတို့တွေဟာပျော်ရွှင်မှုကတော့တရိပ်ရိပ်ကျဆင်းနေတာကိုတွေ့ရပါတယ်။တချို့ပီရူးနိုင်ငံသားတွေကတော့စီးပွားရေးကျဆင်းနေသောညာလေသူတို့တွေရဲ့ပျော်ရွှင်မှုဟာတရိပ်ရိပ်တက်နေတာကိုတွေ့ရပါတယ်။ ။ဒါကြောင့်စီးပွားရေးတိုးတက်ကောင်းမွန်မှုနဲ့ပျော်ရွှင်မှုဟာဓာတ်ရိုက် အချိုးမကျဘူးလို့စာရေးဆရာက သုံးသပ်ပြပါတယ်။ဘာလို့များစီးပွားရေးကောင်းဝင်ငွေကောင်းတာကိုပျော်ရွှင်မှုဟာကျနေတယ်လဲဆိုတဲ့မေးခွန်းကိုလည်းပညာရှင်တွေကလေ့လာပြီးတော့ရှင်းထိုးပြီးတော့ဆရာတို့ကိုဖော်ပြလာတာကိုတွေ့ရပါတယ်။အဲ့တော့လေလံမှုတွေရလူသားတွေရပျော်ရွှင်မှုဟာသူတို့ရဲ့ဘေးပတ်ဝန်းကျင်က လူသားတွေကိုနှိုင်းရှင်ပြီးတော့ ဖြစ်ပေါ်လာတယ်ဆိုတာတွေ့ရပါတယ်အခြားသူတွေကကိုထက်တာရဲလို့ထင်ရတဲ့အခါမှာကိုမပြောတော့ကိုကအခြားသူတွေထက်တာနေတယ်လို့ထင်ရတဲ့အခါမှာကိုပြောလာတယ်အဲ့တော့သူများကကိုထက်တာနေပြီဆိုရင်ကိုကဘာဖြစ်လဲဆိုတော့ကိုကိုကိုငညံ့လိုက်တာဆိုပြီးတော့ and happy ဖြစ်လာတယ်ဒါပြင်မေးတယ်သတိထားပါတယ်ငပိတယ်ကရွှေတယ်ကို ကြည့်ပြီးတော့ and happiness မဖြစ်ဘူး ရွှေသေးချမ်းသာတာရွှေသေးကြွယ်ဝတာရွှေသေးအောင်မြင်တာကိုငပိတရား jealous မဖြစ်ဘူးဥမာဆိုပါတော့ငပိတရားအချင်းချင်းဆိုရင်တော့ပြဿနာတက်ပြီဟာငပိတရားကတိုးစရာရောင်းတဲ့မိမကိုချင်ဘက်ရောင်းတဲ့မိမကိုငတ်ဆိုင်သားမှလာမရောင်းတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ရန်နေဖြစ်မယ်ရွှေသေးကိုတော့ပြဿနာမတက်ဘူးလေဥမာဆိုပါတော့ဆရာပေါ့ဆရာဒီ Elon Musk ကိုကြည့်ပြီးတော့ဆရာ ကိုကိုကိုမချေခွဲဘူးအီလွန်မက်ကိုလည်းမနာလို့မဖြစ်ဘူးအီလွန်မက်ကိုလည်းစိတ်မဝင်စားဘူးဒါပေမဲ့ဆရာတငယ်ချင်းငငယ်တွေကပခုံးဖက်ပြီးပေါင်းခဲ့ပြီးတော့အတူတူကြော်ဖြတ်ခဲ့တဲ့ကောင်တကောင်နဲ့ဆရာကအယမ်းနှိမ့်ချနေပြီဆိုတော့ဟာငါဒီကောင်လောက်တော့ရေးချင်းမရှိပါလားဒီကောင်ငါ့ထက်တာနေပြီပါလားဆိုတာဖြစ်တတ်ပါတယ်တဲ့ဖြစ်လဲဖြစ်လေရှိပါတယ်တဲ့ဒါကြောင့်ငပိတဲ့ကတော့ရွှေတဲ့ကို jealous မဖြစ်ဘူးမပြည့်သေးသည် ရွှေတဲ့ကြောင့် unhappy မဖြစ်ဘူးဒါကြောင့်တခါတလေမှာတော့လူတွေရဲ့ငယ်စဉ်ကစိတ်ကူးရင်ဒီအိမ်မက်တွေဟာအလွန်အမင်းကြီးလာတဲ့အခါမှာလေအဲ့ဒီအိမ်မက်ကိုအကောင့်အထက်မဖော်နိုင်ခဲ့လို့ရှိရင်စိတ်ကျေနပ်မှုမရဘဲနဲ့ unhappiness ဖြစ်တတ်ပါတယ်ဘဝကိုမပျော်မရွှင်နဲ့ဖျက်ဆီးရတတ်ပါတယ်ဒါကိုပညာရှင်တွေက expectation trap လို့ခေါ်တာပေါ့မျောလင့်ချက်ထောင်ချောင် ကျန်းငငယ်တော့ဆိုပါတော့ဟာလေပြန်ကြီးပိုင်ခြင်းနဲ့ဆိုအိမ်မက်ဒီမက်ခဲ့ဒါကလေးဘောကမက်လို့ရပြီမဲ့နည်းနည်းအရွယ်ရောက်တဲ့အခါမှာမဖြစ်နိုင်ဘူးဆိုတော့သိရင်ဒီအိမ်မက်ကိုပြောင်းသွားမှာမဟုတ်ဘူးလေပြန်ကြီးတစည်းတော့ဝယ်ပြီးစီးခြင်းနဲ့လေပြန်ကြီးပိုင်ခြင်းနဲ့လို့ဆရာထပ်မက်တယ် ဒါပေမဲ့တဲ့ပတ်စံနေချမ်းသာလာရင်တော့မှကျွန်တော်လူနိုင်ငံမျိုးမှာကိုပိုင်လေရင်ဝယ်စည်းဖို့ကအတော်တန်ခွင့်လန်းနေပါပါတယ်နိုင်ငံတော်ကခွင့်ပြုအောင်မှဘာဖြစ်အောင်မှညာဖြစ်အောင်မှဆိုတော့ဒီအိမ်မက်ကအဆင်မပြေဘူးအဲ့တော့အဲ့လိုချိန်မှာပတ်စံနေအရန်ချမ်းသာပြီးတော့ခုချိန်ထိလေပြန်မပွေနိုင်သေးဘူးကွာဆိုရင်တော့အဲ့သူဟာသူ့ရဲ့မျောလင့်ချက်တွေမပြည့်ဘူးဆိုပြီးတော့ unhappiness ဖြစ်ပါတယ်တဲ့ဒါကြောင့် expectation trap လို့ဆိုခေါ်တဲ့မျောလင့်ချက်ထောင်ချောက်ကိုစဉ်းစားချင့်ချိန်ပြီးတော့အတူအလျှော့လုပ်ဖို့လိုပါတယ် အသက်အရွယ်ကြီးလာတဲ့အခါမှာဘာဖြစ်လဲဆိုတော့စိတ်အလိုချမှုကြောင့်ဖြစ်တတ်တဲ့ mid life crisis ဟာရော့ပါလာပြန်ဟောဗျာပိုအသက်ကြီးလာပြီဆိုရင်စိတ်အလိုမချတာတွေတပြေးပြေးယွန့်ယော့လာတယ်အသက်ကြီးတဲ့အရွယ်မှာခံစားချက်တွေကိုပိုထိန်ချုပ်လာနိုင်တယ်စိတ်တွေပိုတည်ငြိမ်လာနိုင်တယ်ဒါကြောင့်အသက်ကြီးတာကိုဆိုတော့ကြောက်ဖို့မလိုပါဘူးတဲ့ ထွားရေးဆရာကအကြံပြုပါတယ်။အဲ့လိုကြောက်ဖို့မလိုတာဖြစ်တဲ့အတွက်အသက်အရွယ်ရလာတဲ့အခါမှာတော့ဘဝဆိုတာဟာမျောလင့်နဲ့အတိုင်းထက်တူမကြနိုင်ဘူးဆိုတာတဖြည်းဖြည်းသိလာပါတယ်။လက်လဲခံလာပါတယ်။အဲ့တော့အမေရိကန်နိုင်ငံရဲ့စစ်တမ်းလေးတစ်ခုဆရာပြောပြခြင်းတယ်။အမေရိကန်နိုင်ငံသားတက်တမ၅တန်းကိုစရင်ကောက်ကြည့်တဲ့အခါမှာလူငယ်နဲ့လူလက်ပိုင်းတွေဟာ90ရာခိုင်နှုန်းပြင်းထန်တဲ့ ကြီးမားတဲ့စိတ်ဖိစီးမှုကြီးခံစားနေရပါတယ်။အသက်90နဲ့အထက်လူကြီးတွေရတော့တဲ့20ရာခိုင်နှုန်းလောက်ပဲစိတ်ဖိစီးမှုခံစားရတာကိုတွေ့ရပါတယ်။ဒါဆိုရင်ဆရာတို့အသက်ကြီးဖို့ကြောက်စရာမလိုပါဘူး။အဲ့တော့အသက်ကြီးတဲ့ဘဝတွေကိုအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ရှောင်လန်းကြပါလို့ဆရာကအကြံပေးခြင်းပါတယ်။ဟုတ်ပြီငယ်နေတဲ့လူငယ်တွေတအားတို့သမီးတို့တွေက mid life လို့ခေါ်တဲ့ဆရာတို့ဘဝရဲ့အလဲအလက်တိုက်ပိုင်းရောက်လာတဲ့အခါမှာဆရာတို့ mid life crisis ကိုတွေ့ရလိမ့်မယ်လက်ရှိ mid life မှာရောက်နေတဲ့သူတွေကလည်း mid life crisis ကိုခံစားနေရတာဖြစ်မယ်ဒါကိုဆရာတို့ကြောက်ဖို့မလိုပါဘူးဘာဖြစ်လို့လဲဆိုတော့အရွယ်ကြီးရင်လာတာနဲ့အမျှအဲ့ crisis မှာကြုံတွေ့ရတဲ့ဒဏ်ရာတွေဟာပေါ့ပါပြီးတော့ပျော်ရွှင်မှုဟာပို့ပြီးတော့မြင့်တက်လာတယ်ဆိုတော့ယူဆိုတော့ဆရာတို့မြင်ကွေလေးအရာဆရာတို့အနေနဲ့ အသက်အရွယ်ကြီးရင်မှုကိုကြိုးစို့ mid life crisis ကိုတည်ငြိမ်စွာနဲ့ဖြတ်ကျော်ပြီးတော့အေးအေးဆေးဆေးလမ်းလျှောက်ရင်းနဲ့ဘဝကိုအသက်ကြီးခြင်းကိုကြိုးစို့ပါလို့ပြောရင်းနဲ့ဆရာဒီနာလေးမှာဝေငှခြင်းကို ရထားလိုက်ချင်ပါတယ်ဆရာနာမည်ညီညီပါအားလုံးကိုကျေးဇူးတင်ပါတယ် ရွှေနှုတ် app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။